ကြောက်ဖြူတိုက်ပွဲအပေါ်အမေရိကန်တပ်ဖွဲ့ကအေအေကိုစစ်ကူပေးနေပြီဟုမြန်မာစစ်ဗိုလ်ချုပ်များစိုးရိမ်ကြတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ဖြူမြို့နယ်အတွင်းတလောပိုင်းကစစ်ရေးတင်းမာမှုတွေပုံမှုတက်ကြွလာတာနဲ့အမျှနေပြီးတော့ရှိစစ်ဗိုလ်ချုပ်အစင်အရာရှိများချားမှာတော့အခြားအစင်မပြေတာတွေစိုးရိမ်မှုတွေပုံမှုမြင့်တက်လာနေပြန်ပြီလို့စစ်ရေးဆိုင်ရာအတွေးအမြင်ကပြောကြားလာပါတယ် အထူးသဖြင့်အမေရိကန်နိုင်ငံအပအဝင်အနောက်နိုင်ငံများကအာယုံစိုက်နေတဲ့ရခိုင်ပြည်နယ်ကအ धिक အစ်မြေပြင်ဖြစ်တဲ့ကြောက်ဖြူတန့်တင်တိုက်ပွဲမှာအာရကန်အာမီ AA ကိုစစ်ကူပေးနေတယ်ဆိုတဲ့သတင်းအကြောင်းအရာတွေကိုစစ်ဗိုလ်ချုပ်တချို့ကထုတ်ပြောလာကြတာကြောင့်နေပြည်တော်အတွင်းမှာနိုင်ငံခြားတပ်ဖွဲ့ဝင်ချင်းအတွက်စိုးရိမ်မှုပုံမှုမြင့်တက်လာနေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်ရခိုင်ပြည်နယ်အတွင်းမှာ AA တပ်ဖွဲ့ဟာနေနမိတ်တလျှောက်တော်တော်များများကိုထိန်းချုပ်နေနိုင်ပြီဖြစ်ပြီးတမရော်ဘက်ကတော့နေလုံးစုံနဲ့စစ်ရေးဖိအားကြီးကြပ်မှုနဲ့ တိုက်ပွဲများကိုဆက်လက်ပြုလုပ်မိတော့လေအင်အားနှေးပါလာနေပြီဟုသက်ဆိုင်ရာအဖွဲ့များကဖော်ပြခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲ AA တပ်ဖွဲ့ဟာနောက်ဆုံးအချိန်တွင်စစ်ဘက်နီးပညာအစစ်မြစ်လက်နက်ပစ္စည်းအသစ်များနှင့်ပုံမှန်သက်ဆိုင်ရာအချက်လက်တွေထုတ်ပေးနိုင်လာတာကြောင့်နေပြည်တော်ရှိစစ်အဖွဲ့အစည်းများအနေနဲ့တကယ်အမေရိကန်တပ်ဖွဲ့ကသို့မဟုတ် intelligent တင်းတခုခုကကုညီနေတာအမှန်တကယ်ရှိနိုင်တယ်ဆိုတဲ့တန်တရာအမြင်တွေပေါ်ပေါက်လာနေပါတယ်အထူးသဖြင့်တပတ်အနေငယ်က ကြောက်ဖြူမျိုးအနီးအနားရှိတပ်စခန်းတစ်ခုကို AA တပ်ဖွဲ့က GPS တိုင်းတာမှန်ကန်မှုမြင့်တဲ့လေကြောင်းပုံးခွဲစနစ်နဲ့တိုက်ခိုက်ပြီးတပ်မတော်ဘက်ကထိခိုက်မှုအလုံးမြင့်ခဲ့တဲ့အချိန်ကစေဘိုချိုအချို့ကဒီလိုနီးပညာအစင်းမျက်နှာတွေကိုတုံးဖို့အမေရိကန်က intelligence နဲ့ပတ်သက်နေတယ်ဆိုပြီးနေပြီးတော့အတွင်အစည်းအဝေးတစ်ခုမှာပြောဆိုခဲ့ကြတယ်လို့အတွင်သတင်းရင်းမြစ်တအူးစီကသိရပါဗျ။ တပ်သေးများကိုအတီးပြုတ်လို့မရသေးပေမဲ့နေပြည်တော်အတွင်ရှိစစ်အရာရှိတချို့ကရခိုင်တပ်ဖွဲ့တွေဟာဒေသခံလူထုတွေကထောက်ခံမှုအပြည့်ရှိပြီးအမေရိကန်နဲ့အနောက်နိုင်ငံတွေအနေနဲ့လည်းစစ်အဖွဲ့တစ်ခုအနေနဲ့မဟုတ်ပဲ intelligent corporation အနေနဲ့ထောက်ပံ့မှုတွေရှိလာတာဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ကြပါတယ်။ထို့ပြင်နိုင်ငံတကာသတင်းသမားအချို့ကလည်းတောင်းတင်းစွာသုံးသပ်ထားကြပါတယ်။အမေရိကန်အနေနဲ့မြန်မာပြည်အတွင်စစ်အုပ်စုကိုတိုက်ခိုက်ဖျက်သိမ်းဖို့ဓာတ်ရိုက်စစ်တပ်မပေးပေမဲ့ intelligent sharing satellite surveillance နဲ့ လေကြောင်းနယ်မြေမှာသတင်းအချက်အလက်များပေးနိုင်တာဟာသက်ဆိုင်ရာနိုင်ငံရေးဆိုင်ရာလှုပ်ထုံးလုပ်နည်းအနေနဲ့ဖြစ်နိုင်တယ်လို့တချို့ကယူဆကြပါတယ်။စစ်ဗိုလ်ချုပ်အချို့ကတော့နောက်ဆုံးအချိန်တွင် AA တပ်ဖွဲ့ကတိုက်ပွဲတစ်ခုအပြီးမှရှိနေသည့်တိုက်ခိုက်မှုနည်းလာတာဟာဤပညာပိုင်းနဲ့စစ်ရေးပညာပိုင်းထောက်ပံ့မှုရှိနေတာကြောင့်ဖြစ်တယ်ဆိုတဲ့သုံးသပ်ချက်တွေထုတ်လွှင့်လာကြပါတယ်။အထူးသဖြင့်ကြောက်ဖြူမျိုးနယ်ကတိုက်ပွဲတွေမှာဘုံချမှုလေကြောင်းစန့်ကျင်ရေးဤပညာနဲ့စစ်အချက်အလက်များပုံပုံမှန်ကန်လာတာကြောင့်ဒီပြည်တော်ဘက်ကသတိပြုလာနေတယ်လို့သိရပါတယ်။နောက်တစ်ဖက်မှာတော့ အာရကန်အာမီအနေနဲ့တော့အမေရိကန်တပ်ဖွဲ့နဲ့ထိုက်ရိုက်ပူးပေါင်းမှုမရှိပါဘူးပြောဆိုလာပေမဲ့နေပြီးတော့ရှီဆေယုစုဘက်ကအရာရှိတွေဟာအဲ့ဒီပြောဆိုချက်ကိုမယုံကြည်သလိုသတင်းအချက်လက်အလှည့်ပြောင်းနေသတင်းပေးသတင်းယူကောင်းလာတာကိုတတ်တည်ပြရလို့ဆိုကြပါတယ်။နောက်ဆုံးအချိန်တွင်တော့နေပြီးတော့အတွင်စစ်ဗိုလ်ချုပ်များဟာသတင်းမီဒီယာတွေအပေါ်ထိန်းချုပ်မှုတွေပုံမတင်ချက်လာပြီးအနောက်နိုင်ငံတွေကစစ်အဖွဲ့တို့သတင်းပေးနေတယ်ဆိုတဲ့မျှော်မှန်းချက်နဲ့စစ်အာဏာအတွက်ခံနိုင်ရေးပြသဖို့အစီအဝေးများပြုလုပ်နေကြတယ်လို့သိရပါတယ်။ တခြားအကြောင်းအရာတချို့ကတော့ခြောက်ဖြူတိုက်ပွဲဟာရခိုင်ပြည်နယ်အတွင်းတပ်မတော်အတွက်အပြောင်းလဲအရေးကြီးဆုံးဖြစ်လာပြီးနိုင်ငံတကာအဆင့်တွင်စစ်ရေးအာရုံစိုက်မှုရှိလာနိုင်တဲ့တိုက်ပွဲဖြစ်လာနေပြီဟုသုံးသပ်သူများကဆိုကြပါတယ်။အနည်းချုပ်အားဖြင့်ခြောက်ဖြူတိုက်ပွဲဟာအပြည်ပြည်ဆိုင်ရာသတင်းအချက်အလက်ပေးအပ်လာမှုနဲ့စစ်နည်းပညာဆိုင်ရာအဖွဲ့အစည်းများရှိလာနိုင်တဲ့စစ်ရေးအဆင့်အစ်တစ်ခုကိုမြမပြည်တွင်စစ်ပွဲမှဖော်ပြနေတဲ့အဆင့်ဖြစ်လာနေပြီဖြစ်ပြီးနေပြည်တော်ရှိစစ်အုပ်စုဘက်အတွက်တော့မဖြစ်မနေစိုးရိမ်စရာအကြောင်းတစ်ခုဖြစ်နေပြီဖြစ်ပါတယ်။